ရှင် Astro Guide Channel မှာကြိုဆိုပါရရှင် Astro Today ရင်းနှက်ခတ်စီစဉ်ရဲ့2025ခုအောက်တိုဘာလ14ရက်နေ့အတွက်ဆောင်ရန်ဆောင်ရန်ဆောင်ရမယ့်နှက်ခတ်အချိန်ကာလကိုစီစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျွန်မရွှေဦးပြည်နယ်မှအင်ဒီမွန်တို့မှတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်2025ခုအောက်တိုဘာလ14ရက်နေ့အင်္ဂါနေ့အင်္ဂါသားသမီးများအတွက်ပုံမပီးထိရောက်မှုရှိနိုင်တဲ့ကောင်းမွန်တဲ့နှက်ခတ်ခုနှစ်ပိုင်းနဲ့မိမိတို့လုပ်ငန်းကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှက်ခတ်အချိန်ကာလကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင် ည10နာရီ24မိနစ်မှည10နာရီ44မိနစ်အတွင်းမှာတော့ဖုံးကန့်ကြီးမြင့်မဲ့ဓာတ်နက်ခတ်ကင်ကြရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်10နာရီ25မိနစ်မှနနက်10နာရီ45မိနစ်အတွင်းမှာတော့စန္ဒအောင်မြင်ပြီးမြစ်တိုင်ကန်ကောင်းမွန်စေမဲ့ဆုံနက်ခတ်ကင်ကြရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ညနေ4:25မိနစ်မှညနေ4:45မိနစ်အတွင်းမှာတော့ဘာပဲလို့လို့ထိုထက်ရောက်ရှိအောင်မြင်စေမယ့်အဒီပတိနက်ခတ်ကင်ကြောက်ရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ညနေ4:25မိနစ်မှညနေ4:45မိနစ်အတွင်းမှာတော့ရာရူဩဇာအာဏာကြီးမြင့်စင်မဲ့ထိဖြုတ်နက်ခတ်ကင်ကြောက်တဲ့ချိန်မှာဖြစ်ပါရဲ့ရှင်။ညနေ6:38မိနစ်မှာညနေ6:58မိနစ်တွင်မှာတော့အင်ချန်မီအရောင်းဝယ်ကိစ္စရပ်တွေအကျိုးပြုစီမယ်။စင်ဖြူနက်ခက်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်10:42မိနစ်မှာနေ့လယ်7:02မိနစ်အတွင်မှာတော့ငွေကြီးရွှေငွေရတနာထိကဆတ်မှုကန်ကောင်းမွန်စီမယ်။ရန်နာနက်ခက်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ တနင်္လာနေ့ညသကောင်ကျော်ပြီးအင်္ဂါနေ့အကူနနက်7နာရီ42မိနစ်မှနနက်7နာရီ1မိနစ်အတွင်မှာတော့သာသမီယန္တနာထွန်းကားရရှိစေမယ့်တန်တေနက်ခတ်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်အင်္ဂါသာသမီများဘောပုံမပြီးတရားမှုရှိနိုင်တဲ့စိုးချိုးနက်ခတ်နဲ့ပတ်သက်တဲ့နက်ခတ်ချိန်ကတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ နနက်9နာရီ52မိနစ်မှနနက်6နာရီ17မိနစ်အတွင်းမှာတော့ထိခိုက်သေးခြင်းဖြစ်စီဆူဆူမှုတွေကိုဖြစ်စေနိုင်တဲ့မရနာနှက်ခက်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရှင်နနက်8နာရီ44မိနစ်မှနနက်9နာရီ5မိနစ်အတွင်းမှာတော့မူခင်းပြဒနာစိတ်ပူပန်တောကတွေကိုဖြစ်စေနိုင်တဲ့တောကနှက်ခက်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရှင်နနက်4နာရီ28မိနစ်မှနနက်4နာရီ48မိနစ်အတွင်းမှာတော့ဆိုရှယ်ပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်နှက်ခက်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရှင်နေ့လယ်တနာရီမှနေ့လယ်တနာရီ20 ိနစ်အတွင်းမှာတော့မိတ်ဆွေတင်ကားတွေဆိုရှယ်ပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့မိတ်တူးလက်ခက်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်3နာရီ4မိနစ်မှနနက်3နာရီ24မိနစ်အတွင်းမှာတော့အလုပ်စည်းပွားထိခိုက်ဆိုးရွှေ့ပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကားတစ်ခက်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ယခုပြပေးခဲ့တဲ့နက္ခတ်ချိန်ကာရီယာဆိုရင်တော့အင်္ဂါတာလမြအပေါ်ပုံမူပြီးတရားမှုရှိနိုင်တဲ့နက္ခတ်ချိန်ကာရီပဲဖြစ်ပါရဲ့ရှင်။ဒီနက္ခတ်ချိန်ကာရီကိုသမီးရဲ့ဆရာဆရာဦးဆရာကိုမှကိုယ်တိုင်အသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။သမီးရဲ့နက္ခတ်စီစဉ်ကိုရွှေ့ပါပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။